ရန့်ဒေါ်သာတွေကနေဒါကိုပုံချအမေရိကန်ကနေဒါစစ်ကြီးဖြစ်လာတော့မှလားကနေဒါသွင်းကုန်များအပေါ်အခွန်30ရာခိုင်နှုန်းထပ်မံတွန်းမြင့်ရန်ထရန့်စီစဉ်တမရဒေါ်နဲ့ထရန့်ဟာအော်တာရီယိုပြည်နယ်ကထုတ်လွှင့်တဲ့အခွန်စန့်ကျင်ရေးရုံးမြင့်တန်ကြားကြော်ညာတစ်ခုကြောင့်ကနေဒါကုန်ပစ္စည်းတွေတင်သွင်းမှုအပေါ်အခွန်30ရာခိုင်နှုန်းထပ်မံတွန်းမြင့်ဖို့စီစဉ်ထားကြောင်းအော်တိုဘာလ25ရက်နေ့ကပြောကြားခဲ့တာကိုရာစတာသတင်းမှဖော်ပြထားပါတယ်အဆိုပါကြောင့်ကတမတာရော်နယ်ရီဂင်ရဲ့စကားတွေကိုအသုံးပြုပြီးတော့အမေရိကန်အခွန်တွေကိုဝေဖန်ခဲ့တာကြောင့် ထရန့်ကအမျက်ဒေါသထွက်ပြီးအခုလိုအခွန်တိုးမြင့်ဖို့ကြေညာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်အခွန်တိုးမြင့်မဲ့အပြင်ကနေဒါနဲ့ကုံသွေးရေးဆွေးနွေးပွဲတွေကိုအဆုံးသတ်မှာဖြစ်တယ်လို့ထရန့်ကပြောပါတယ်။ထရန့်က Republican အထင်ကြီးပုဂ္ဂိုလ်သမ္မတဟော Ronald Reagan ကိုအသုံးပြုထားတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကုံသွေးကွန်ဟာကုံသွေးရေးစစ်ပွဲနဲ့စီးပွားပြက်ကကူဖြစ်ပေါ်စေတယ်လို့ပြောပြီးတော့ဆွေးနွေးပွဲတွေကိုအဆုံးသတ်ခဲ့ပါတယ်။ထရန့်ရဆိုင်ထားသည့် American Canada ကုန်သွယ်ရေးဆွေးနွေးပွဲတွေကိုပြန်ဆဖို့ကာနေအသင့်ရှင်နေကနေဒါက အော်တရီယိုပြည်နယ်အစိုးရကထုတ်ပြန်တဲ့ကုန်သွယ်ကုန်စန့်ကျင်ရေးကြေညာတစ်ခုကြောင့်သမ္မတဒေါ်နယ်ထရန့်ကရက်ဆိုင်ထားခဲ့တဲ့အမေရိကန်နဲ့ကုန်သွယ်ရေးဆွေးနွေးပွဲကိုပြန်လည်စတင်ဖို့အသင့်ရှိနေတယ်လို့ကနေဒါဝန်ကြီးချုပ်မတ်ကာနီကတောက်ချာနေကပြောကြားလိုက်ပါတယ်။ထရန့်က Republican အထင်ကရပုဂ္ဂိုလ်သမ္မတဟောင်းရော်နယ်ရေဂင်ကိုအသုံးပြုထားတဲ့ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ကုန်သွယ်ကုန်ဟာကုန်သွယ်ရေးစစ်ပွဲနဲ့စီးပွားပြက်ကတ်ကိုဖြစ်ပေါ်စေတယ်လို့ပြောပြီးကြာသာပတိနေ့ကဆွေးနွေးပွဲတွေကိုအဆုံးသတ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ညနေပိုင်းကဆိုရှယ်မီဒီယာမှာထရန့်ကကြေညာကိုလိမ့်လေလဲပြားမှုလို့ဆိုခဲ့ပါတယ်။ ကာနေယာဝန်ကြီးချုပ်ဖြစ်လာပြီးကတည်းကကနေဒါစီးပွားရေးကိုထိခိုက်စေတဲ့ထရန်စစ်ချက်ထားတဲ့တမ်မနီအလူမီနီယံနဲ့ကားတွေအပေါ်ကုန်သွယ်ကုန်ကိုရှော့ချဖို့သဘောတူညီချက်တရရရှိရေးအတော့အင်ဖြူတော်ကိုနှစ်ကြိမ်သွားရောက်調査ခဲ့ပါတယ်။ကျွန်တော်အဖွဲ့သားတွေကအသေးစိတ်ကြာပြီးတော့အပြည့်သဘောဆောင်တဲ့ညှိနှိုင်းမှုတွေတခြားနယ်ပယ်တွေအပေါ်ဆွေးနွေးမှုတွေကိုအမေရိကန်လုံခြုံရေးကိုင်ဖက်တွေနဲ့အတူလက်တွဲလုပ်ကိုင်နေကြပါတယ်လို့အာရှကိုသူ့ရဲ့ပထမဆုံးတရားဝင်ခရီးအဖြစ်မထွက်ခွာမီကာနေကပြောလိုက်ပါတယ်။အဲဒီမှာသူဟာအမေရိကန်နဲ့အဝေးမှာကုန်သွယ်ရေးဆက်ဆံရေးတွေကိုရရှိဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ ကာနီဟာသူ့အရင်ဝန်ကြီးချုပ်ကစီးကျက်သွားခဲ့တဲ့အမေရိကန်ပို့ကုန်တွေအပေါ်လက်တော့ပြန်တဲ့ကုန်သွယ်ကုန်အများစုကိုဖယ်ရှားပစ်ခဲ့ပါတယ်။ဒါပေမဲ့အင်ပြူတော်အကြံပေးကေဗင်ဟတ်ဆက်ကထရန့်ဟာကနေဒါအပေါ်စိတ်ပြန်နေခဲ့တဲ့ကုန်သွယ်ရေးဆွေးနွေးပွဲတွေဟာဖြောင်ယူမှာမဟုတ်တော့ဘူးလို့ပြောခဲ့ပါတယ်။စိတ်ပြက်စရာကအချိန်နဲ့အမျှတိုးလာနေတယ်လို့ကျွန်တော်ထင်ပါတယ်။ကနေဒါတွေဟာစစ်ဆန်ညှိနှိုင်းဖို့အလွန်ခက်ခဲတဲ့သူတွေပါပဲလို့အမျိုးသားစီးပွားရေးကောင်စီရဲ့ဒါရိုက်တာဟတ်ဆက်ကအင်ပြူတော်မှာသတင်းထုတ်တွေကိုပြောပါတယ်။ တောက်ကြနေ့ကဆိုရှယ်မီဒီယာမှာနောက်ထပ်ရေးသားချက်တစ်ခုမှာထရန့်ကသူ့ရဲ့ကျေပြန့်တဲ့ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ကုန်တွေတရားဝင်မှုနဲ့ပတ်သက်ပြီးတော့နောက်လာမှာကြားနာမှုပြုလုပ်ဖို့ပြင်ဆင်နေချိန်မှာကနေဒါကအမေရိကန်တရားရုံးချုပ်ကိုဩဇာလွှမ်းမိုးဖို့ကြိုးစားနေတယ်လို့ဆိုဆွဲခဲ့ပါတယ်။ကြော်ညာရဲ့အတန်ကိုအမေရိကန်ဝီပက်ပလစ်ကန်အများပြားရဲ့သူရဲကောင်းတအူဖြစ်တဲ့ရေဂင်နဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။ပြည်ပကုန်စည်တွေအပေါ်ကုန်သွယ်ကုန်စည်းကြက်တာဟာအလောက်ကိုင်းဆုံးရှုံးမှုတွေနဲ့ကုန်သွယ်ရေးစစ်ပွဲတွေကိုဖြစ်ပေါ်စေတယ်ဆိုပြီးတော့အဆိုပါကုန်သွယ်ကုန်စည်းကြက်မှုကိုပြစ်တင်ဝေဖန်ထားပါတယ်။ ဗီဒီယိုဟာအပတ်စဉ်9မိနစ်မိန်ကွန်းကဝါကြ9ချောင်းကိုဖြတ်ဆက်ပြီးတော့အသုံးပြုထားတာဖြစ်ပါတယ်။အာဆီယံညီလာခံတက်ဖို့မလေးရှားကိုထရန့်ရောက်ရှိလာ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအော်တိုဘာလ26ရက်နေ့မှာမလေးရှားနိုင်ငံကိုဆက်ရောက်လာပြီးဖြစ်ပါတယ်။သူကမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုတိုင်းကွာလာလမ်ပူးနိုင်ငံတကာလေးစိတ်မှာသွားရောက်ကြိုဆိုခဲ့ပါတယ်။သူဟာရှေ့တောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အာဆီယံအလှည့်ကျဥက္ကဋ္ဌမလေးရှားရဲ့ဖိတ်ကြားမှုကိုလက်ခံပြီးတော့ကွာလာလမ်ပူးမြို့စီကိုရောက်လာခဲ့တာပါ။ မလေးရှားမှာရှိနေစဉ်အတော်အတွင်းထရန့်ဟာအာဆီယံနိုင်ငံဖြစ်တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့ကြားအပြည့်အခရက်စင်းရေးသဘောတူညီမှုစာချုပ်ချုပ်ဆိုမဲ့အစီအစဉ်ကိုလည်းတက်ရောက်ဖို့အစီအစဉ်ထားပါတယ်။မလေးရှားကိုဆက်ရောက်လာတာဟာထရန့်ရဲ့အာရှခရီးစဉ်အစပြုမှုလို့လည်းဆိုနိုင်ပါတယ်။ထရန့်ဟာတောင်ကိုရီးယားစီခရီးဆက်ပြီးတော့အဲဒီမှာအမေရိကန်ရဲ့အဓိကပြိုင်ဘက်တရုတ်သမ္မတရှီကျင်ဖင်နဲ့လည်းတွေ့ဆုံဖို့အစီအစဉ်ထားပါတယ်။နောက်ပြီးသူဟာအရှိအအရှအမဟာမိတ်ဖြစ်တဲ့ဂျပန်နိုင်ငံကိုလည်းသွားရောက်မှာပါ။ ထရန့်ဟာသူ့ရဲ့အာရှခရီးစဉ်အတောအတွင်းမြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းနဲ့တထောင်စကိုနောက်ပိုင်းပထမဆုံးအကြိမ်လူချင်းတွေ့ဆုံတာမျိုးလဲရှိကောင်းရှိလာနိုင်ကြောင်းအရေးအမောပြောကြားထားပါတယ်။ကင်နဲ့တွေ့ဖြစ်မလားဆိုတဲ့မိကုန်းတွေကိုထရန့်ကတိုက်ရိုက်မဖြေပဲတကိစ္စအတွက်လမ်းပွင့်နေစေလို့သာမယုံမလွန်တုံ့ပြန်ခဲ့ပါလိမ့်။ထရန့်ဟာသူ့ရဲ့အမေရိကန်သမ္မတသက်တမ်းပထမလေးနှစ်တုန်းကအာဆီယံထိပ်သီးညီလာခံတွေကိုကိုယ်တိုင်မတက်ဖဲရှောင်လွှဲခဲ့ပေမဲ့ဒုတိယသက်တမ်းရဲ့ပထမဆုံးနှစ်မှာတင်အာဆီယံညီလာခံစီရောက်လာတာပါ။ မလေးရှားကိုတရရောက်ချင်းထိုင်းကမောရီးယားငြိမ်းချမ်းရေးသဘောတူညီစာချုပ်ချုပ်ဆိုမှုအစီအစဉ်မှာပါဝင်မယ်လို့ထရန့်ကပြောပါတယ်။အဲ့ဒီနှစ်နိုင်ငံဟာပြီးခဲ့တဲ့လပိုင်းကနေဆက်အငင်းပွားမှုကြောင့်၄ရက်ကြာစည်ရေးပရိပခဖြစ်ပွားခဲ့ပါတယ်။ထရန့်ဟာမလေးရှားခရီးစဉ်အတောအတွင်းအာရှနိုင်ငံနဲ့အမေရိကန်တို့ကြားကုန်သွယ်ရေးသဘောတူစာချုပ်တစ်ခုကိုလည်းလက်မှတ်ရေးထိုးဖို့ရည်ရွယ်ထားပါတယ်။ သူကအမေရိကန်နဲ့သဘောထားကွဲလွဲမှုတွေရှိနေတဲ့ဘရာဇီးသမ္မတလူးဝစ်အင်နာရှိုလူလာတာဆေးဘာကိုလည်းမလေးရှားမှလူချင်းတွေ့ပြီးတော့ဆွေးနွေးတာမျိုးရှိလာနိုင်တယ်လို့မှတ်ချက်ပေးထားပါတယ်။လူလာကလည်းကွာလာလမ်ပူမှာအာဆီယံညီလာခံတက်ရောက်မှာပါ။ထရန့်ဟာအော်တိုဘားလ29ရက်နေ့ကြာရင်တောင်ကိုရီးယားနိုင်ငံရဲ့စိတ်ကမ်းမြို့ဘူဆန်ကိုသွားရောက်ပြီးတော့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံကိုတက်ရောက်မှာဖြစ်သလိုအရှင်နိုင်ငံသမ္မတလီချီမြောင်နဲ့လည်းတွေ့ဆုံမှာပါ။အော်တိုဘား30မှာတော့သူနဲ့ရှီတို့တွေ့ဆုံကြပါမယ်။ ကုံသွေးရေးအရာတင်းမာတဲ့အပြိုင်မှုတွေရှိနေတဲ့ကမ္ဘာ heavyweight နိုင်ငံခြားကဆက်ဆံရေးအဆိုင်ခဲတွေကိုအတိတ်တွေ့ဆုံမှုကဖြေလျှော့ပေးနိုင်မလားဆိုတာကိုတော့တကမ္ဘာလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြမှာပါ။တရုတ်ကမြေရှားသတ္ထုတင်ပို့မှုတွေကိုကန့်သတ်တင်းကျပ်မယ်လို့ကြေညာခဲ့တဲ့နောက်အစောပိုင်းမှာ Trump ကအဲ့ဒီဆွေးနွေးပွဲကိုဖျက်ဖို့ထိချင်းချောက်ခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာတော့သူနဲ့ရှီတို့လူချင်းတွေ့ပြကြမယ်လို့ပြန်လည်အတည်ပြုခဲ့ပါရီ။ Trump ဟာတောင်ကိုရီးယားကိုရောက်နေချိန်အတော်အတွင်းမြောက်ကိုရီးယားကောင်းဆောင်ကင်နယ်လေလူချင်းတွေ့ဖို့ဖြစ်နိုင်ခြင်းအတိုင်းအတာတစ်ခုထိ ရှိနေကြောင်းကိုတောင်ကိုရီးယားအစိုးရရဲ့ကိုရီးယားနိုင်ငံပေါင်းစည်းဆောင်ရွက်ရေးဝန်ကြီးဌာနကကြေညာထားပါတယ်။